ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှတော့မိုးလေးရလဲအေးနေတာနဲ့တမျိုးတည်းနဲ့ထမင်းမိတ်စေးရန်အတွက်ပစုံကိုသုံးမြန်ဟင်းချင်းငယ်ဆက်လက်အိမ်မှာအလွယ်ချက်စားဖြစ်ပါတယ်ချင်းငယ်ဆက်ရတာလေးနဲ့အရန်လဲစားကောင်းပြီးတော့လုံနေလေးရလဲအရန်ကိုလဲကူပါတယ်ကဲဒါဆိုလုံနေလေးကိုတီးရအောင်ဖြွေးဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင် ဒါလေးတွေကတော့ပစုံတုံးမြတ်ဟင်းမှာအဓိကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့လှည့်ဖြတ်ထားတဲ့ဇာပလနှစ်ချောင်းစာပါမယ်။ပြီးတော့တမယာတိနှလုံးစာနဲ့ပတဲခေါ်လေးနှင်းငယ်ပဲဖြစ်ပါတယ်ရှင်။ပြီးတော့ရှားရွက်နှင်းငယ်ကိုလည်းဖြူလို့ဆင်သေးခုလိုမျိုးလေးရေးဆဲတက်ဆင်ပေးထားလိုက်မယ်ပေါ့နော်။ချက်ခါနေမှာဖြူအနှချမ်းချမ်းပြီးတော့ထက်ချက်မှာဖြစ်ပါတယ်။ပြီးတော့အဆင်သင့်လှည့်ထားတဲ့မှုနှင်းငယ်ပါမယ်။ပြီးတော့လေးတောင်တုံးကြီးလေးတွေလှည့်ထားတဲ့ခရမ်းချင်တိနှလုံးစာနဲ့ကြက်သွန်းနဲ့တလုံးစာပဲဖြစ်ပါတယ်။ပစုံကတော့ဖြူက အခွန်ချွတ်ကြောခွဲပြီးတော့တန့်စင်ထားတယ်ပေါ့နော်ဒီခေါင်းကိုတော့မဖြောက်ထားဘူးပေါ့နော်ခေါင်းမှာရှိတဲ့ညစ်ကြေးကိုတော့ထောက်ထားပါဗျာပြီးတော့ဒါလေးကတော့ဒီတုံးမြမှာအဓိကပါဝင်တဲ့ငှုပ်တိနှစ်လေးပဲဖြစ်ပါတယ်ရှင်ထိုင်လို့ဆိုလို့ရှိရင်တော့နာဖိဖောက်လို့ခေါ်ပါတယ်နော်ပြီးတော့နှုတ်ဆက်လေးနှဲငယ်နဲ့မညတညံထောင်ထားတဲ့ဒီငှုပ်တိစိတ်နှဲငယ်ပေါ့နော်ငှုပ်တိစိတ်နှဲများကတော့ဖြူတို့ကိုအဆက်စားနေသလားထပ်ပေးနေပါတယ်ရှင်ပထမဆုံးဖြူတို့စပြီးတော့ချက်ပေးရန်အတွက်ပပွက်ဆူတဲ့ရင်တွေဦးထဲကိုရှောက်ရွက်ရဲ့ဇပလင်းရဲ့ပတဲခေါ်ရဲ့ကိုထပ်ပေးလိုက်ပါတယ် ပြီးတော့လိထားတဲ့ကြက်တုံနဲ့တလုံးစာနဲ့ဒီတုံ့ညံမှာအဓိကပါဝင်တဲ့မြုပ်သီးနှစ်လေးနှင်းငယ်ကိုပါထည့်ပေးလိုက်ပါရရှင်မြုပ်သီးနှစ်ကတော့ဖြိုထမင်းစားတဲ့ဇုံနဲ့တစုံစာလောက်ကိုတုံးထားပါတယ်ဒီမြုပ်သီးနှစ်ကတော့အယောင်အတွက်ရောရသားအတွက်ရောအနက်အတွက်ရောအရင်ကိုစင်ပြေတာပေါ့နော်ပြီးရင်တော့ဖုံးလေးအုပ်ပြီးတော့ပပတ်စုလာတဲ့အထိတဲသွားပေးလိုက်ပါမယ်ရှင် တဲ့သွားလိုက်တာပပွက်ဆူလာပြီဆိုတာနဲ့သူတွေကိုလှီထားပြီးသားခရမ်းချင်းသေးရဲ့မိုးရဲ့ပြီးတော့ထောင်းထောင်းပြီးသားမြုပ်သည်စိတ်လေးနေငယ်ဝါထက်ပေးလိုက်ပါတယ်ပြရနဲ့ဖြိုးဝါရတာပါတစ်ခါလဲဆက်ထားပေးလိုက်ပါတယ်ရတာအတွက်ကတော့ငံပြရေးရဲ့ပြီးတော့တကြားနေငယ်နဲ့အသားမုတ်လေးနေငယ်ပဲဖြစ်ပါတယ်ရှင် ပြီးရင်တော့ဖြိုးတို့အားလုံးကိုတမတော်အောင်ခဏလောက်ဝင်သွားပေးလိုက်မယ်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးတက်မြသီးနဲ့နှုတ်ဆဲကိုကြတော့မထည့်သေးဘူးပေါ့နော်ဒီတက်မြသီးနဲ့နှုတ်ဆဲကကြတော့ချက်တာကြရင်တက်မြသီးကအခါတရသလိုဒီနှုတ်ဆဲဆိုလည်းလုံးဝကွဲပြီးတော့အဖက်ဖက်ဖြစ်တတ်ပါတယ်အဲဒါကြောင့်ဖြိုးကဒီဟင်းချက်ခါနေမှာဒီတက်မြသီးနဲ့နှုတ်ဆဲကိုထည့်ပေးမှာဖြစ်ပါတယ်ရှင်ပြီးတော့အဖုံလေးအုပ်ပြီးတော့နောက်တစ်ခေါက်ဆူလာတဲ့အထိထက်ချက်သွားပေးလိုက်ပါတယ်နောက်တစ်ခေါက်ဆူလာပြီဆိုမှဖြိုးကပစုံကိုထည့်ပေးလိုက်ပါတယ်ရှင် ပစုံကိုထပ်ပြီးလို့ရှိရင်တော့သမတော်အောင်ပြန်ပြီးတော့ငွေထားပေးလိုက်ပါမယ်နော်ပစုံကိုထပ်ပြီးတာနဲ့ပစုံရောင်လေးနည်းနည်းလေးပြောင်းလာပြီဆိုတာနဲ့ဖြိုးကနှုတ်ဆိုင်ကိုထပ်ပေးလိုက်ပါပြရနဲ့အားလုံးတမတော်အောင်ပြန်ပြီးတော့ဝင်ထားပေးလိုက်ပါဒီမှာဆိုလို့ရှိရင်နှုတ်ဆိုင်ကိုဒီထက်ပိုများလေးထည့်မယ်ဆိုလည်းရရပေါ့နော်ဖြူဝနှုတ်ဆိုင်ညရင်တိတ်မကြိုက်တာနဲ့နှုတ်ဆိုင်ကိုနည်းနည်းလေးပဲထည့်သုံးထားပါတယ် နောက်ဆုံးကြမှာဖြူဟာတံမြာရီကိုညှစ်ထက်ပေးလိုက်ပါတယ်ရှင်ဒီနေရာမှာအနေများကတော့ကိုစိတ်ကြိုက်ပေါ့နော်တံမြာရီညှစ်ပေးတာနဲ့ဖြူဟာနည်းနည်းလေသမတော့အောင်ငွေထားပေးလိုက်တယ်ဒီမှာဆိုလို့ရှိရင်ဖြူဟာပစုံဆိုလို့ရှိရင်အရင်ချက်တာအောင်မကြိုက်ဘူးပေါ့နော်ဒီအချက်တစ်ချက်နေထားလို့ကြိုက်တာဖြစ်တဲ့အတွက်အကြိုက်တော့မချက်ထားပေးဘူးပေါ့နော်ပြီးရင်တော့ရသပုံငန်းကိုတစ်ခါလည်းညှစ်ပေးလိုက်ပါမယ်နော်ဒီနေရာမှာအပေါငန်းကိုကိုစိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါတယ်ရသလည်းလုံးဝစင်ကြည့်ပြီးဆိုမှဖြူဟာနောက်ဆုံးကြမှာနန်းနန်းဘေးနဲ့ရှောက်ရွက်နိုင်ငယ်ကိုထည့်ပေးလိုက်ပါတယ်ဒီနေရာမှာနန်းနန်းဘေးက တော့မထက်လဲရပါရဲ့နော်ဖြူကတော့အိမ်မှာရှိတာနဲ့ထက်ထားတာဖြစ်ပါတယ်ရှင်ခက်ပြီးရင်တော့ဖြူတို့စောင်းမကဲသေးကိုပူပူလောင်လောင်လေးပေါ့နော်ဒီဟင်းရည်လေးကိုထက်ပြီးလို့ရှိရင်တော့ဓမေပူပူလေးနဲ့တွဲစားနိုင်ပါပြီတူဟာဟင်းတစ်မျိုးနဲ့ဓမေအရင်ကိုမဲစေတဲ့ပေါ့နော်ချိန်ငယ်ဆက်ရတာလေးခက်ခုဆိုလို့ရှိရင်တော့လွယ်ကူမြန်ဆန်ပြီးတော့ချိန်ငယ်ဆက်ရတာလေးနဲ့အရင်စားကောင်းတဲ့ဖြူတို့ရဲ့ပစုံသုံးမြတ်ချိန်ငယ်ဆက်ဟင်းလေးရတော့စားလို့ရပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနီလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အစီအပြေမဲ့လို့မျှော်လင့်ပါတယ်ရှင်ကဒီနေ့ရဲ့ဗီဒီယိုလေးရတော့ တို့လောက်ပါပဲเนาะဒါဆိုဖြိုးနေဖို့တက်တယ်မှာပြန်ဆောင်ကြမယ်เนาะအားလုံးဘိုင်